တမရချင်းမပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လောင်းဝေပါ30ရက်6လ2025ရက်နေ့ရက်သတင်းတွေကိုတင်ဆက်ပြီးမှဖြစ်ပါတယ်ဒီနေ့လကုံရက်ပေါ့နော်လကုံရက်ဆိုတော့တဖြည်းဖြည်းနဲ့နှီးကက်လာပြီပေါ့နော်တဖြည်းဖြည်းနဲ့နှီးကက်လာတယ်အဲ့တော့ဘယ်နည်းအောင်နှီးကက်လာလဲဆိုတာဒါကျွန်တော်မြတ်ပြည်သူတွေသိမှာပါနော်အဲ့တော့ဘယ်နည်းအောင်နှီးကက်လာလဲဆိုလို့ရှိရင်နောင်ချူနောင်ချူနဲ့ပဲဇလန်းစကြမယ်နော်နောင်ချူနဲ့ပဲဇလန်းစမယ်အဲ့တော့တမတော်ကတဖြည်းဖြည်းနဲ့ဒါတောက်လျှောက်မုံဆွဲဘုံကျက်လာတာတွေ့ရပါတယ်နော်ဒီနေ့ဆိုရင်လည်းဒါမီဒီယာတွေကို ဒါဆရာတော်နော်ဟောပေါ့ပောက်ကူတော်နော်ဆရာတော် ပောက်ကူတော်ကဒီနေ့မီဒီယာတွေကိုကောကောကြီးဖဲ့ပစ်လိုက်တယ်နော်ကောကောကြီးဖဲ့ပစ်လိုက်တယ်အဲ့ပါလဲဆိုအကြမ်းဖက်မီဒီယာတွေအနေနဲ့သူတို့တင်ထားတာကဒီအုံမခါပေါ့နော်အုံမခါအုံမတီဟိုတာသူတို့ထိန်းချုပ်ထားတယ်ဆိုပြီးတော့ပဲသူတို့ကတောက်ရှောင်းပါတာမိုင်းနေလွှတ်နေတာနော်ဒီနေ့တော့ဒါဆရာတော်ပောက်ကူတော်ကသူတို့ကို ဒီနေရာကြီးကမင်းတို့ထိန်းချုပ်ထားတာလားဆိုပြီးတော့ပြလိုက်တာဖြစ်ပါတယ်เนาะပြလိုက်တာဖြစ်ပါတယ်မကူတဲ့ကျွန်တော်ပြောပါတယ်ဒီအုံမဒီအုံမခါတော့ဒီဘက်ဝန်သူတို့အကုန်လုံးပေါ့ဒီနောင်ချူနဲ့နီးစက်ရပက်လက်တွေအကုန်လုံးကဒါတက်မတော်ရဲ့ထိန်းချုပ်မှုအကိုပြန်ရောက်နေပြီတက်မတော်ရဲ့ထိန်းချုပ်မှုအကိုပြန်ရောက်နေပြီဒါတက်မတော်ကအလုံးစုံသိမ့်ပိုက်ပြီးပါပြီเนาะသိမ့်ပိုက်ပါပြီဒါကိုတစ်ဖက်ကဂျမ်ပတ်တီရဲ့မီဒီယာတွေမှာကမှိုင်းကပါလဲဆိုအဲ့ဒီအုံမဒီအုံမခါတော့ပဲကျွန်တော်ပြောမယ်အုံမဒီအုံမခါကိုသူတို့ထိန်းချုပ်ထားဆဲလို့ပဲသူတို့ပြောတာအဲ့တော့လက်ရှိဒီနေ့တော့ဒါဆရာတော်ပောက်ကူတော်ကတော့လုံးဝ ဖဲ့ပလိုက်တာတော့ပေါ်တဲ့ကိုဖဲ့ပလိုက်တာဒီဥမခမင်းတို့ရဲ့တင်းချုံမှုအောက်ကလားဆိုပြီးတော့ပြလိုက်တာလုံးဝရိုးရှင်းနေနော်ဆရာတော်ကြီးလည်းတော်တော်လေးစားပါတယ်နော်ဆရာတော်လည်းတော်တော်လေးစားပါတယ်နော်အဲ့တော့လက်ရှိနောင်ချူကဒါတမတော်ရဲ့ဟိုထိုးစစ်တွေကိုဒါအကြံပတ် DNA လေးနဲ့မခံနိုင်တော့ဘူးမခံနိုင်တော့ဘူးအဲ့တော့မခံနိုင်တဲ့အတွက်သူတို့ပါလို့လေလက်ရှိဒီနောင်ချူမျိုးပေါ်မှာဒါအနေချင်းဒီပလောင်အနေချင်းပေါ့နော်တရားလေးအနေချင်းနဲ့ဒါဓနု PDF နဲ့ဒီအကြံပတ် PDF တွေထားခဲ့တယ်သူတို့ကဒီဘက်မှာဒီကြောင်မဲဘက်ကိုပြန်ဆုတ်နေတယ် ကြောင်မဲကိုပြန်ဆုတ်နေတယ်အဲ့တော့ကြောင်မဲကိုပြန်ဆုတ်တဲ့အတွက်တက်မတော်ကနှစ်ရချားတခါဘုံကျဲလာတယ်နော်ဘုံကျဲလာတယ်အဲ့တော့နှစ်ရချားတခါဘုံကျဲလာတာအဲ့တော့ကြောင်မဲမြို့လေးပါနော်ကြောင်မဲမြို့လေးပါအဲ့တော့တက်မတော်မနေရဆိုလဲဒါကြောင်မဲမှာဘုံထပ်မှကျဲခဲ့တယ်အဲ့ဘုံကျဲမှုကလည်းဒါဒူးကျုပ်ကြီးရဲ့ဒါအမိန့်နဲ့နော်ဒူးကျုပ်ကြီးရဲ့အမိန့်နဲ့ကျဲခဲ့တာလို့ကျွန်တော်တို့တွေသိရပါတယ်နော်ဒူးကျုပ်ကြီးရဲ့အမိန့်နဲ့ဒါပေါ်တင်ကိုကျဲခဲ့တာပေါ်တင်ကိုကျဲခဲ့တာအဲ့တော့မသားတွေဘလောက်ပေါ်တယ်ဆိုတာကတော့ သူသူတို့ပဲမေးလိုက်ပါเนาะဒေတာကန်တွေကိုမေးလိုက်ပါအဲ့တော့အကြံဘက်ပလောင်ပတက်တွေเนาะပလောင်ပတက်တွေဘလောက်အထိကအကြဆုံးများသွားလဲဆိုတာဒေတာကန်တွေပဲမေးလိုက်ပါအဲ့တော့ပြီးတော့ကျွန်တော်စာလေးတစ်ကြောင်းကျွန်တော်အရန်သဘောကျတယ်ဗျာเนาะစာလေးတစ်ကြောင်းအရန်သဘောကျတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီကြောင်မဲ့ပြည်သူတွေကရေးတဲ့စာလေးပေါ့เนาะအဲ့တော့ဘာလဲဆိုလို့ရှိရင်အကြံဘက်ဟိုတရလီတရလီကြောင်မဲ့နေထွက်ခွာပေးရင်เนาะကြောင်မဲ့ထွက်ခွာပေးနင်တို့မထွက်ခွာလို့ရှိရင်ငါတို့ပြည်သူတွေ အသက်ပြောက်လိမ့်မယ်ဆိုတဲ့နော်ဒါစားသားလေးတွေတော်တော်များများကျွန်တော်ရေးတာတွေးရတယ်ဗျာနော်အဲ့အတွက်အကြမ်းဖက်တွေကိုဒါထောက်ခံအားပေးခြင်းရှိမရှိဆိုတာကလုံးဝပေါ်လွန်တာဖြစ်ပါတယ်နော်ပေါ်လွန်တာဖြစ်ပါတယ်အဲ့တော့လက်ရှိဟိုတည်နေနေနဲ့နောင်ချိုးကနေပြီးတော့သူတို့ဆုတ်ရတော့မယ်နောင်ချိုးကနေဆုတ်ရနောင်ချိုးသူတို့ကိုကံကာကွယ်နိုင်တဲ့အင်အားသူတို့မှမရှိတော့ဘူးသူတို့အင်အားမရှိတော့ဘူးအဲ့တော့အဲ့အတွက်သူတို့ဘာဖြစ်လဲကြောက်မဲကိုပြန်ပြီးတော့နောက်ဆုတ်တယ်ကြောက်မဲကနေပြီးတော့ကုတ်ခဲတယ်အဲ့တော့ကုတ်ခဲလို့မရအောင်ကြောက်မဲကိုပါဘုံကျဲပစ်လိုက်တယ် ော်ကြောင်မဲဥပါပုံကျဲပေးလိုက်တယ်ထုံနီတူဆိုတာကြောင်မဲတင်ကျဲခဲ့တာလားဆိုတော့မဟုတ်ပါဘူးနော်ကြောင်မဲရင်ကျဲခဲ့တာမဟုတ်ပါဘူးဒီဘက်မိုးကုတ်ဘက်မှာလည်းဒါတောက်လျှောက်ကျဲခဲ့တာပါနော်မိုးကုတ်ဘက်မှာလည်းတောက်လျှောက်ကျဲခဲ့တာပါအဲ့တော့မကြာမီကျွန်တော်မိဘပြည်သူတွေဒီနောင်ချုံမျိုးသူမျိုးသားတွေဒါနောင်ချုံမျိုးကံပြည်သူတွေမကြမီ နောင်ချုံမျိုးဒီပြန်ရပါတော့မယ်နော်ပြန်ရပါတော့မယ်အဲ့တော့ဘာလို့လဲဆိုတော့တချို့ကျွန်တော် comment နှိအောက်မှာလည်းကျွန်တော်တွေ့တယ်တချို့စကားတွေမှာလည်းကျွန်တော်တွေ့ရတယ်အဲ့ဒါဗာလဲဆိုလို့ရှိရင်တက်မတော်ကနောင်ချူမျိုးကိုဟိုလက်ရကမ်းမဲ့လူတော့တယ်လို့ပြောတာဘလောက်ကြာနေပြီလဲလို့ဗာလို့ဆိုကိုယ်တိုင်သွားပြီးစတိုက်ကြည့်လိုက်ပါ ိုတိုင်းသွားပြီးစစ်တိုက်ကြည့်လိုက်ပါအဲ့တော့ကျွန်တော်ကခြေခြေလျှောက်ရတာမဟုတ်ဘူးကားနဲ့သွားရတာမဟုတ်ဘူးဒီတိုင်းလေးတာမန်လူရသားတယောက်အနေနဲ့တာမန်လူတယောက်အနေနဲ့ကျွန်တော်တို့တွေသွားကြတာမဟုတ်ဘူးမဟုတ်ဘူးအဲ့တော့သေးသေးနိုင်တဲ့လက်နက်တွေနဲ့သွားကြရတယ်သေးသေးနိုင်တဲ့တိုက်ပွဲတွေကိုဆင်နွှဲရတယ်အဲ့တော့နေမြေမပေးခြင်းတဲ့အတွက်နော် နေမြေကိုအကြံပတ်ရဲ့လက်ထဲကိုမရောက်အောင်အကြံပတ်ကြီးစိုးမှုကိုမခံရအောင်တမတော်ကတောက်လျှောက်ထိုးသစ်ဆင်ပြီးတိုက်ပြီးတော့သွားနေတာဖြစ်ပါတယ်နော်ကျွန်တော်က ဟိုကျွန်တော်ပြောနေကြစကားရှိပါတယ်နော်ပန်းနဲ့ပောက်တာမဟုတ်ဘူးမြေပြူနဲ့ပောက်နေတာမဟုတ်ဘူးသေသေးနိုင်တဲ့လက်နက်တွေနဲ့တတ်နေကြတာပါနော်သေသေးနိုင်တဲ့လက်နက်တွေနဲ့တတ်နေကြတာအဲ့အတွက်နှစ်ဖက်အကြဆုံးလေးလည်းရှိတယ်ပြီးလို့ရှိရင်ဘုံကတိုက်ပွဲတစ်ပွဲတိုက်ပြီဆိုလို့ရှိရင်ဒီစစ်ပွဲတစ်ပွဲတိုက်ပြီဆိုလို့ရှိရင်အနည်းနဲ့အများတော့တည့်ရတော့ကြာတယ်နင်းနဲ့များတည့်ရတော့ကြာတယ်ဒါကတာမန်ရိုးရိုးလေးစစ်ပွဲကိုပြပြတာပါနော်လက်ရှိနောင်ချိုမှာဆိုလို့ရှိရင်ဒါအလုံးစုံတိုက်ပွဲတွေပြင်းထန်နေတာရှိတယ် ဟိုလုံးလုံးတိုက်ပွဲတွေပြင်းထန်နေတာရှိတယ်အဲ့ဒီအတွက်တောက်လျှောက်တက်မလို့ကထိုးစစ်ဆင်လာတာဖြစ်တဲ့အတွက်စခန်းကုန်းတကုန်းကိုကျွန်တော်က3ရက်နုံလောင်နဲ့သိမ်းရတာဖြစ်ပါတယ်နော်သိမ်းရတာဖြစ်ပါတယ်အဲ့တော့အနည်းနဲ့များတော့ကြာမှာပဲဗျာနော်အနည်းနဲ့များတော့ကြာမှာပဲဒါပေမဲ့လက်ရှိကျွန်တော်ဒီနေ့အချက်လက်တွေရသိရသလောက်ကတော့ဒါတက်မတော်ကဒီ6ရက်6ဒုံးတက်သေးဘူးပါရောက်ပြီလို့ကျွန်တော်တို့သိရပါတယ်เนาะဒါကတော့ကျွန်တော်တို့အတီးပြုတ်ခြင်းမပြုတ်ခြင်းကိုပြန်ပြောပေးမယ်လက်ရှိကျွန်တော်တို့သိထားတဲ့အချက်တွေရဆိုလို့ရှိရင်နောက်ဆုံးဆက်သွယ်ရတဲ့အချိန်ထိဆိုလို့ရှိရင်ဒီတက်မတော်က6 6ဒုံးတက်သေးဘူးပါစပြီးတော့ ထိုးစစ်ဆင်နေပြီလို့ကျွန်တော်တို့တွေသိရပါတယ်เนาะဒါကတော့နောက်ချိုးချင်းနဲ့ပတ်သက်ပြီးပြောပြတယ်ပြီးလို့ရှိရင်ဒီလာရှိုးစစ်တုံးမန်းနေเนาะဒီရမ်ဘောကဘောကိုကန့်စစ်တုံးမန်းနေနဲ့ပတ်သက်ပြီးကျွန်တော်တို့တောက်ဆောင်မေးတဲ့ဖွဲ့အတွက်ကိုကျွန်တော်ဖြေပြတာပါเนาะအဲ့တော့ဒီလာမဲ့9လပိုင်းထဲမှာမနက်ဖြန်ဆိုတော့9လ9လပိုင်းတည့်ရနေစပြီပေါ့เนาะအဲ့တော့9လပိုင်းထဲမှာဒါ MND အေးအေးဟိုအိုကန်လန်နက်ကိုင်နေအနေနဲ့နော်ဒီတချို့စစ်တုံးမန်းလေးတွေကိုပြန်လွတ်ပေးမယ်လို့ကျွန်တော်တို့တည်င်းရနေပါတယ်နော်တည်င်းရနေပါတယ်ဒါလွတ်ပေးမယ့်နေရာတွေကိုလည်းကျွန်တော်တို့သိရသလောက်ကတော့ဒါမုံကိုတို့ချင်းရွှေဟောတို့ဒီတန်လွန်တို့ပေါ့နော်အဲအဲ့ဘက်ကဒီတချို့စစ်တုံးမန်းဖြစ်သွားတဲ့အရာရှိစစ်တွေကိုဒါပြန်လွတ်ပေးမယ်လို့ကျွန်တော်တို့တည်င်းရထားပါတယ်နော်ဒါလေးလည်းဒါကျွန်တော်ဒီ last show စစ်တုံးမန်းကိစ္စနဲ့ပတ်သက်ပြီးမေးထားတဲ့ဖွဲ့တွေကိုပြောပြတာပါနောက်တစ်ခါတော့ဒီ last show ကိုဒါစစ်ပြန်ဖြစ်မလားလို့မေးတဲ့ဖွဲ့တွေကျွန်တော်မနစ်ညလည်းရှင်းပြခဲ့ပြီးပါပြီနော်ရှင်းပြခဲ့ပြီးပါပြီအဲ့တော့ ဘလိုနည်းနဲ့မှဒါဖြစ်เสียအကြောင်းတော့မရှိတော့ပါဘူးမရှိတော့ပါဘူးเนาะအကျံပတ်တွေလည်းဒါဒေတာကန်ဒီမှာမပါလို့ရှိရင်အကျံပတ်တွေအနေနဲ့လည်းဝင်လို့လို့မရပါဘူးเนาะဝင်လို့လို့မရပါဘူးလက်ရှိဒါလာရှိုးမြို့နေပြည်သူတွေကဒါရာဂိုင်နှုံး80ရာဂိုင်နှုံးလောက်ကအကုန်လုံးကမြို့ရွာပြတ်မှာကိုအရန်ကြောက်တယ်ဒုတိယစစ်ဖြစ်မှာကိုအရန်ကြောက်တာဖြစ်တဲ့အတွက်ဒီအကြံပတ်တူအာမပေးတော့ဘူးအကြံပတ်တူအာမပေးတော့ဘူးเนาะသူကလည်းသူသူအစဟိုတိသွားပြီစိတ်ရတံကိုသူတို့တိသွားပြီခံစားလိုက်ရပြီဖြစ်တဲ့အတွက် စက်ကတော့ဖြစ်စရာအကြောင်းတော့မရှိတော့ပါဘူးเนาะဒါလေးရတယ်ဒါလာရှုနဲ့ပတ်သက်ပြီးပြောပြတာပါနောက်တစ်ခါတော့ရခိုင်ချင်းနဲ့ပတ်သက်ပြီးရခိုင်မာတာတိုက်ပွဲတွေရန်ပြင်းထန်နေတာရှိတယ်ဒီပြီးရင်ကြောက်ဖြူနည်းနည်းလေးအေးဆက်လာတဲ့အပိုင်းတွေတွေ့ရတယ်အဲ့တော့ကြောက်ဖြူနဲ့အတူဆက်လက်ပြီးတော့ဒါတက်မတော်ဆက်ကြောင်းထိုးနေတဲ့တချို့စက်ခန်းတွေမှာအပြည့်ရဲ့ဆိုတဲ့အမိန့်နေဘယ်နေရာနေပြီးမှမသိပေးနေတဲ့အမိန့်နေကနော်တစ်ခါတလေကြောက်လေရင်ထဲမှာတော့ခံစားရတော့ခတ်တယ်ဗျာနော်ခံစားရတော့ခတ်တယ်တက်မတော်ကအောက်ချိန်မှာအမှန်ကန်တိုက်ပွဲတွေဝင်နေပြီမဲ့တစ်ခါတလေဂျားတွေကနေပြီးတော့အပြည့်ရဲ့ဆိုတဲ့အမိန့်နေက ဘယ်ကနေပေါ်ထွက်လာလဲတော့ကျွန်တော်လည်းမသိဘူးဒါလက်ရှိကြောက်ဖြူမှာတော့နည်းနည်းလေးတော့အေးသွားပြီနော်နည်းနည်းလေးတော့အေးခဲခဲနိုင်နေတယ်အဲ့တော့နှစ်ဖက်မတိုက်ပါဘူးနော်နှစ်ဖက်မတိုက်ပါဘူးအဲ့တော့ ARD ဘက်မှာဆိုရင်တော့အတကုံစော်နေတာဖြစ်ပါတယ်နော် ARD ဘက်မှာတော့ဒါအတကုံစော်နေတယ်အဲ့တော့လမ်းကျနေတဲ့ jump pad A တွေအနေနဲ့ငက်တဲ့လက်ပြက်တဲ့လက်ခွေးဖြစ်တဲ့လက်နဲ့ပဲဖြတ်သန်းနေရပါတယ်เนาะအဲ့တော့ရခိုင်အိမ်မှာရှိတဲ့ဒီ M bat တို့ဒီဘက် gua bat တို့เนาะဒီတခြားဒီတန်တွဲ bat တို့ပေါ့เนาะအဲ့ဘက်တို့မှာရှိတဲ့ဒါဒေတာကန်နေအနေနဲ့ငက်တဲ့လက်ပြက်တဲ့လက်ခွေးဖြစ်တဲ့လက်တွေဖြစ်နေပါတယ်เนาะ အေအနေနဲ့သူတို့ကိုယ်တိုင်လည်းစားကြမရှိသလိုပြည်သူလည်းခြားကြွေကြပတ်စံလည်းမရှိပါဘူးမရှိပါဘူးเนาะအဲ့တော့သူတို့ကိုယ်တိုင်တော့ခွေးဖြစ်နေပါတယ်เนาะအဲ့တော့ငတ်တလက်ပြတ်တလက်နဲ့ဖြတ်တန်းနေရတဲ့ဘဝတွေဒါရခိုင်မှာတော့တော်တော်ချင်းနေဆိုးပါတယ်เนาะဒါကတော့ရခိုင်ချင်းနဲ့ပတ်သက်ပြီးပြောပြတာပါဒါသုံးပန်းနေရတော့ကျွန်တော်တိတလောက်ကတော့ဒီရခိုင်သုံးပန်းနေနဲ့ပတ်သက်လို့တော့ဒါထားတဲ့နေရာတွေတော့ကျွန်တော်တို့တွေသိပါတယ်ဒါပေမဲ့ကျွန်တော်ကဝင်မဆွတ်ဖတ်ဘူးဆိုတာကဒါတချို့တဲ့င်းဒီမှာကျွန်တော်ကြည်ရတယ်ပြီးလို့ရှိရင်ဒီဒေါနာရဲ့တည်င်းဌာနတွေမှာကြည်ရတယ်အဲ့တော့ကျွန်တော်မိဘပြည်သူတွေကိုကျွန်တော်အရင်အောက်တွေမှာလည်းကျွန်တော်ပြောတယ်အဲ့ဒါဗာလဲဆိုလို့ရှိရင်ဒီ လူတိုင်းကိုမယုံဘူးလူတိုင်းကိုမယုံဘူးဟောလက်ရှိဒေါနလည်းဒါကြေညာထားတာရှိတယ်သူတို့နဲ့ဒီစစ်တုံးမန်းတွေဟိုဒါအသက်အရွယ်ရတယ်လုတ်ပြီးမဲ့ဘာညာဆိုပြီးတော့ဒါငွေလိမ်နေတယ်ဆိုပြီးတော့ကျွန်တော်ပြောနေရတယ်ရှိပါတယ်เนาะအဲ့တော့လိမ်နေလူတွေကလည်းကိုလိပ်ပြာကိုကိုလုံးပါเนาะကိုလိပ်ပြာကိုကိုလုံးပါစားတင်လားမစားတင်လားဆိုတာသေချာစဉ်းစားပါကျွန်တော်ကတော့ရိုးရှင်းတယ်ကျွန်တော်ရိုးရှင်းတယ်အဲ့တော့ကျွန်တော်ကိုကိုမို့ပြောတာမဟုတ်ဘူးကျွန်တော်ရိုးရှင်းတယ်ဒီနေ့ဒီချိန်ဒီကျွန်တော်ဒီရမခအတွက်ရောဂျန်တဲ့နေရာအပိုင်းလေးတွေပါကျွန်တော်တိတလောက်တွေပါကျွန်တော် live လုပ်ပေးတယ်ဒါပြောပေးတယ်ကျွန်တော်တိတလောက်သတင်းတွေတင်ပေးတယ်ဒါပေမဲ့ကျွန်တော်မြို့ပြပြည်သူတွေဒီကဒီနေ့ဒီချိန်ထိ နော်လိန်စားခြင်းညာစားခြင်းမရှိပါဘူးနော်ကျွန်တော်စိတ်နာရှိလို့ပြီးရင်ကျွန်တော်ယူလိုက်တယ်ဒီလောက်ပဲအဲ့တော့ကျွန်တော်ဘက်ကလိပ်ပြလုံးနဲ့လိန်မစားပါဘူးနော်ဒါကြောင့်မလို့ရခိုင်ဒီစစ်တုံးပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တိတ်ပြီးတော့ရန်ကြီးမတင်ဘူးဆိုတာကဟိုအလိုလိုလိုပါလေလားတော့ဘာလားတော့ကျွန်တော်ပါဟိုဘယ်တော့ကြစားညမှာဆိုလို့ကျွန်တော်ဝမရှုပ်တာပဲရှိပါတယ်เนาะအဲ့တော့တချို့သတင်းတွေကရခိုင်သတင်းပတ်တွေကကျွန်တော်တွေ့ရတယ်ဘယ်ဖွဲ့တွေကပြန်လွတ်လာပြီးတော့ဘာလို့ဆိုတာဟိုတေချာရောမှန်ရောမှန်ကန်ရလားเนาะအဆက်သက်တွေတကယ်ရပြီးတော့ပတ်စံတွေကုန်တာရောလက်ပြလုံရလားလို့ ညောအားဒီမေ့ကျင်ပါတယ်နော်လိန်နေဖွဲ့တွေပေါ့နော်လိန်နေဖွဲ့တွေကိုလိပ်ပြာကိုကိုလုံမှုတော့လို့ပါတယ်နော်အဲ့တော့စားကောင်းတဲ့အသီလာမစားကောင်းတဲ့အသီလာဆိုတာခမယောက်တွေတရားစဉ်းစားပါတရားစဉ်းစားပါနော်အဲ့တော့သူတို့ဒါဆက်တုံမှဖြစ်သွားတဲ့မိသားစုဝင်နေဆိုရင်လာတာလည်းမရတော့ဘူးခန်းသားကွန့်လည်းဘာမှမသိသေးဘူးပြီးရင်သူတို့မှရက်တီတရားလည်းရှားနေတယ်